လူတွေကမရှောင်လွဲနိုင်ပဲကြုံတွေ့ရတဲ့ဒုက္ခတွေရှိတယ်။ဘာတွေလဲလို့ဆိုရင်ဘောကပြသနာစီးစိမ်ဥစ္စာတွေပျက်စီးတယ်။အယောင်းဝယ်လှုပ်တဲ့အခါမှာငွေတွေဘလောက်ဆုံးသွားတယ်။အယောင်းဝယ်လှုပ်တဲ့လူတွေဒါကြုံမှုမှာနော်။အဲ့ဒီလူအချိန်မှာစိတ်ဓာတ်စံခံမှုမရှိလို့ရှင်သွားရောအဲ့ဒီပုဂ္ဂိုလ် ဌာမဆိုတဲ့စိတ်ဓာတ်ကြံ့ခိုင်မှုမရှင်းသွားပိုးပြီးတော့စီးပွားရေးတွေပြည့်စုံသွားဘောခပြတနာပြတနာတရား၅ပါးတည်းကဘောခပြတနာပစ္စည်းဥစ္စာပျက်စီးတာနဲ့ကျုံသွားလို့ရှင်လေဒီလူဟာစိတ်ဓာတ်ဘလောက်ထိအောင်ကြံ့ခိုင်နေဆိုတာအကဲခတ်လို့ရသွားပြီနောက်တစ်ခုကပါတော့စဉ်ညာတိပြတနာရှင်ဒီမျိုးတွေတည်းကပျက်စီးသွား ဆွေတွေမျိုးတွေတည်ဆုံတယ်ပျက်စီးတယ်ဆိုလို့ရှင်စိတ်ဓာတ်ချမ်းခိုင်မှုဘယ်လောက်ရှိသလဲစိတ်ဓာတ်မချမ်းခိုင်တဲ့ပုဂ္ဂိုလ်ဟာပြိုလဲသွားတာပဲအဲ့ချိန်ဟောဒါတွေကလူတွေဟာလူလောကမှာနေနေတဲ့ကြတဲ့ပုဂ္ဂိုလ်တွေညာတိပြသနာဆိုတာကြုံညာတာကြီးပဲမဟုတ်လားမကြုံဘူးဆိုတာမရှိဘူးအိမ်တိုင်းအိမ်တိုင်းညာတိပြသနာဆိုတာကြုံနာကြီးပဲเนาะနောက်တစ်ခုကရောဂပြသနာ ရောဂယတနာဆိုတာယောဂဖြစ်တာယောဂတည်ပင်နဲ့ပျက်စီးဖို့ဖြစ်လာတာယတနာတရား၅ပါးရှိတယ်နော်ညာတိပြတနာတဲ့ဘောဂပြတနာတဲ့ရောဂပြတနာဒီနေရာမှာဒီ၃မျိုးပဲပြောနေတယ်သီလပြတနာနဲ့ဒိဋ္ဌိပြတနာနှစ်ခုကကိုချင်းတရားနဲ့အမြင်နဲ့ဆိုင်လောကလူတွေဟာစိတ်ဓာတ်မခိုင်တာဘာနဲ့ပတ်သက်မခိုင်တော့ဆိုရင် ဉာဏ်တိပြသနာဆွေတွေမျိုးတွေပြည့်စည်ရင်လည်းငိုကြတယ်ဟုတ်ကဲ့ဘောဂပြသနာစီးတဲ့ဥစ္စာတွေပြည့်စည်ရင်လည်းငိုကြတယ်ရောဂပြသနာယောဂဖြစ်ရင်လည်းငိုကြတယ်သို့သောသီလပြသနာကိုခြင်းတရားပြတ်သွားဘူးမငိုဘူးဘူးမငိုဘူးဒိဋ္ဌိပြသနာအယူဝါဒပြောင်းလဲဖောက်ပြန်သွားတယ်ဘူးမငိုအရေးကြီးတာကတော့ သီလပြတနာနဲ့ဒိဋ္ဌိပြတနာအပေထီအောင်ကြားသိနိုင်တယ်။ညာတိပြတနာ၊ဘောဂပြတနာ၊ရောဂပြတနာဆိုရယ်ဒီပြတနာတရားသုံးပါးကဒီတဘဝတည်းမှာခံရတာတဲ့။အဲတော့ဘုဘကျတော့တတိကောင်းတယ်ဒီဘကျတော့တတိမကောင်းဘူး။ဒီလိုဖြစ်နော်။အဲ့ဒါဘာလို့ဖြစ်ရတာလို့ဆိုတံပိုးထားရခြင်းမတူလို့ပေါ့။သူတော်ကောင်းတွေကျတော့ ညာတိကိုလည်းဒီလောက်တန်ဖိုးမထားဘူးဘောဂါကိုလည်းဒီလောက်တန်ဖိုးမထားဘူးသူတို့တန်ဖိုးထားတာကဘာလို့ဆိုရင်သီလနဲ့